ရော့တန်ရဲ့အရာ6ပြည်လေးလေးမှရှိတဲ့နာဘီတို့ရဲ့ထိုးပွဲကြီးကတော့အခုရော့တန်ရဲ့ဟက်ဂတီတို့ထိုးပွဲကြီးပြီးလို့ရှိရင်တော့ကြီးရဖို့တော့များနေပါပြီ။ထိုင်းနိုင်ငံကပြည်သက်တွေကတော့ရော့တန်ရဲ့နာဘီတို့ရဲ့ထိုးပွဲကြီးကြီးကြီးနဲ့ဆိုပြီးတော့ပြောဆိုနေကြတာဖြစ်ပါတယ်။ဘလောစင်ပါ။နာဘီကိုရင်ဆိုင်နိုင်မဲ့သူကရော့တန်ပဲရှိတယ်ဆိုပြီးတော့ပြောဆိုနေကြတာဖြစ်ပါတယ်။နာဘီရဲ့အရာ6ပြည်လေးလေးမှကျော်က World Championship အငယ်ဝိတ်တန်းတွေတဲမှာတတော်လေးကို fighter တွေတော့အခက်တွေ့စေကြတာပဲဖြစ်ပါတယ်။အငယ်ကိုမှ January ဆိုရဲ Super Letdown အခုနောက်ဆုံးမှာအရချုပ်ပြီးလေးလမရှိတဲ့နာဘီကိုအရှုံးပေးခဲ့ရတာပဲဖြစ်ပါတယ်။နော်။နာဘီဟာ World Championship မှာပွဲဥထွက်နေနေ Super Let ကို ရှုံးခဲ့ပေမဲ့အခုနောက်ဆုံးချိန်မှာတော့ Super Let ကိုတကယ်ကိုမှမရှိမလှနဲ့နောက်တောင်း3ချိန်တိတိကျအောင် Super Let ကိုလုတ်ပြနိုင်ခဲ့ပြီးတော့အနိုင်ယူပြသွားခဲ့တာပါ။ နာဗီကသူဟာအယက်ရှိတာတခုပဲသူ့ရဲ့အားသာချက်မဟုတ်ကြောင်းသူဟာဘလောက်တစ်တီမာဂို မြေချောင်းဘလောက်တစ်တီ fighting skill တွေနော် fight IG ကောင်းချောင်းကိုဒါကဘာလုံးကသူ့ကိုဝေဖန်နေတဲ့သူကိုနော်အယက်ကြီးရှေလို့နိုင်တာဘာညာဆိုတဲ့သူတွေကိုအကုန်လုံးကိုတက်တီပြလိုက်တာပဲဖြစ်ပါတယ်အခုတော့တိုင်းနိုင်ငံကရော့ချားသောနိုင်ငံတွေကရော့တောင်းစုနေကြပါပြီအဲ့ဒါကတော့နာဗီနဲ့ရော့ထန်နဲ့ပွဲကိုသဲပေးဖို့ပါနော် ရော့ထန်ကတော့နာဘီကိုမချောက်ပါဘူးတဲ့ဗျာသူတို့နှစ်ယောက်တန်ဘန်တန်ဝိတ်တန်မှာထိုးရရင်နာဘီနဲ့ထိုးမှာဆိုပြီးတော့ရော့ထန်ကပြောပါတယ်သူကတကယ်လို့သာနာဘီနဲ့ထိုးခဲ့ရလို့ရှိရင်လုံးဝသူကအဝင်မခံပါဘူးတဲ့ဗျာသူကြီးပဲတောက်လျှောက်ကိုအသေးဖိအားပေးသွားမယ်အနာခံပြီးတော့ဝင်ချမှာဆိုပြီးတော့ရော့ထန်ကတော့ပြောပါတယ်ဒီလိုနည်းနဲ့ပဲနာဘီကိုအနိုင်ယူနိုင်လိမ့်မယ်ဆိုပြီးတော့ရော့ထန်ကတော့ကြိုတင်ပြီးတော့ဒါနာဘီနဲ့ထိုးရမလို့လုပ်မယ်ဆိုတဲ့အချက်ပေါ်မှာပြောသွားခဲ့တာဖြစ်ပါတယ်နော် အာနာဘီကကင်မာတွေဒူးနဲ့တိုက်မာတွေဟလားတွန်းချမာတွေစောင့်လို့မရဘူးသူနေနဲ့အရင်ဦးဆုံးဝင်ချမာရမယ်ဆိုပြီးတော့ဒါရော့ထန်ကပြောသွားခဲ့တာလည်းရှိပါတယ်အခုတော့ဒီနှစ်ယောက်ရဲ့တွဲဆိုင်ကတော့တော်တော်လေးကိုနီးစပ်နေပါပြီကျွန်တော်တို့ကန်ကောင်းရင်2026လောက်မှာကြည့်ရနိုင်ပါတယ်နော်ပရိသတ်ဘီရဲ့တောင်းဆိုမှုရရောဒါ1 championship ကလည်းအများအပြားပရိသတ်ဘီရဲ့တောင်းဆိုမှုကိုလိုက်ရောပြတတ်တယ်လူစိတ်ဝင်စားမှုမြင့်တက်နေတဲ့တွဲဆိုင်တွေကိုဆိုရင်အများအပြားချပီးတတ်တာဖြစ်တဲ့အတွက်ဒီတွဲဆိုင်ကတော့ ဖြစ်လာဖို့အတွက်ရခိုင်တို့အတော်လေးကိုများနေပြီဖြစ်ပါလိမ့်ဗျာ